ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇေယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ2ရက်တနင်္လာနေ့ညနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းမြင်းနောက်ဖက်ကမ်းမှာကာဝေးအင်အားစုတွေအားကောင်းလာတာကိုထင်ရှားမြင်သာသာတွေ့မြင်ရပြီးထိတွေ့တိုက်ပွဲတွေနေရာနှက်ခတ်ဆိတ်ဆိတ်ဖော်ဆောင်နေတာဖြစ်ပါတယ်တို့ပေမဲ့မင်းဘူးစကူမြို့နယ်ထဲမှာတော့ကာဝေးအင်အားစုတွေတိုက်ပွဲဖော်ဆောင်နိုင်ခြင်းမရှိဘူးဖြစ်တာကိုတွေ့ရပါတယ်မင်းဘူး ARD မြန်နေကထောက်ရှာပြီးသဘင်းထုတ်ဆိုင်လေးအကြောင်းပြောထားဘူးပါတယ်။မင်းမှုကိုရောက်ရင်ကျွန်တော်တို့ဟာတောင်လဲကောက်ငကပတ်တောင်အနီးမှာအခြေပြုနေရှိတာဖြစ်ပါတယ်။မန်တန်မြာကန်ကို73စီသွားရောက်ထုတ်ယူရင်ငနက်စာဖြစ်ဖြစ်နေ့လယ်စာဖြစ်ဖြစ်အဲ့ဒီဆိုင်လေးမှာစားလေးရှိပါတယ်။တခုသောတောက်ကြနေနေခင်မှာအဲ့ဒီဆိုင်လေးမှာစားတော့ပြီးကားပေါ်တက်ရဲသုံးဝင်ရောက်လာပြီးစခန်းလိုက်ခဲ့ပါဆိုတာကားရှိတဲ့တဲ့ရောက်လာပါလေရော။ကျွန်တော်တို့က73စီလာထုတ်ရင်စစ်မော်တော်ရင်နဲ့မလာပါဘူး။ တီးရရင်နေနဲ့လာကြတာဖြစ်ပြီးကားပေါ်မှာကဆိုင်ရေးဘူကြီးရဲ့အိမ်တော်ကြောင်းပစ္စည်းကျွန်းပရိဘောကတွေဒီတင်ဆောင်လာခဲ့တာဖြစ်ပြီးအထက်မြင်းလာမျိုးကိုပို့ပေးရမှာဖြစ်ပါတယ်။ကိုလာရွှေတို့ကလည်းထုံးစံအတိုင်းစခန်းရောက်မှာရှင်းကျွန်တော်ကလည်းအချိန်မရပါဘူး။လက်ပြန်ရုံးပေးရမှု73စီထုတ်ရမှာဖြစ်တဲ့အတွက်ပြန်လာမှရှင်းမယ်နဲ့မြင့်ခုန်နေကြတာဖြစ်ပါတယ်။နောက်ဆုံးကျွန်တော်လည်းဆရာကားကြီးမောင်ပြကဲကိုရဲကြီးတို့ရေတိုင်နေရတာတိုင်တော့ဗျာအချိန်မရဘူးဒို့ပြီဆိုပြီးလက်ချလာပါတော့လေတိုင်တော့မှ share plan နဲ့ကိုတိုင်တာပေါ့ဗျာတာမှုကိုယ်တိုင်ဟဲ့အောင် မင်းထောင်ကြမဲ့အပေါက်တွေမလုပ်နဲ့ကွာတိုင်ရေးဝီကိုလည်းဆဲပြီးပြီမင်းကိစ္စဝိစာပြည်တာနဲ့ချက်ချင်းပြန်တက်လာခဲ့ဆိုပြီးချိန်ပါတယ်နောက်ဆိုရင်စိတ်ခါ73စီထုတ်ဖို့သွားခိုင်းနေတာတမှုအေးရှိသွားပြီး CEO ကြီးခင်ဗျာကျွန်တော်သွားပါတော့မယ်ကားပေါ်မှာဘာမှမပါဘူးဆိုပြီးလောက်ရပါတော့တယ်ဒါပေမဲ့မြို့ထဲရောက်ရင်တော့ကိုတင်ချင်ဟာတင်မြဲတာဖြစ်ပါတယ်အဆိုပါမင်းမှုမြို့လေးလွတ်မြောက်နေပြီဖြစ်စေချင်ပါတယ်ဒီလိုမျိုးနယ်တွေကအင်အား80ရှိတဲ့စစ်ကြောင်းကတော့ စရခါရွာနဲ့အောင်းရောင်မှာဖြန့်ခွဲအခြေပြုနေသေးတာဖြစ်ပါတယ်။အခုကကနေထွက်လာတဲ့ရိခာရင်နန်းဇနိနေကင်းဒီထွက်ခွာခြင်းမရှိသေးပဲဇမန်နေ့ညအခြေပြုနေရမှာပဲရှိနေသေးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကရွှေတန်းပြည့်ထိတွေ့မှုမှာပြည်သူစစ်ခေါင်းဆောင်တယောက်မဆီကတ်ခဲ့ပြီးအခုကမျိုးထဲမှာယနေ့နိုင်ပြုလုပ်နေပြီဖြစ်ပါတယ်။ဗရန်တန်နဲ့ဂုတ်ကချေးရွာမှာစစ်ကောင်စီစစ်ကြောင်းတစ်ခုလှုပ်ရှားနေတာရှိပြီးလက်နက်ငယ်များနဲ့ပြစ်ခတ်လျက်ရှိပါတယ်။ ပြင်ပြင်းနဲ့ဂျိုးရနယ်စားစကားဖြစ်တဲ့ဝေါ်လီရဲ့ကိုကြီးကျော်ကောင်းရင်ကုန်းကိုတော့အစတင်တိုက်ခိုက်နေပြီလို့သိရှိရပါတယ်။စစ်ကောင်စီတပ်ကတော့ဒီတစ်ချိန်ဟာနယ်စားစကားတွေအပြည့်ပိုင်းလက်လွတ်ရမယ့်အခြေအနေကိုရင်ဆိုင်နေရပြီလို့ဆိုရမှာဖြစ်ပါတယ်။မန်လေးတိုင်းတပိတ်ချင်းနဲ့ဆေးဦးမြို့နယ်တွေကိုဂျမန်တွေကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တပိတ်ချင်းမြို့နယ်မိမိုင်စာတင်ကြောင်းကိုပေါင်အားရဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ မုံလယ်ပိုင်းမှာတော့စင်ကူးမြို့နယ်ရွေယုံကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတစ်ဆက်တည်းနတ်တောင်ကျေးရွာရှိဟိုတယ်တစ်ခုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးစိုးရင်ရတယ်လို့သိရှိရပါတယ်။ရွေယုံနယ်နတ်တောင်နယ်မြေတွေဟာရွှေလုတ်ကက်တွေအများပြားရှိနေတာမို့စစ်ကောင်စီဟာမြေပြင်စစ်ကြောင်းမတိုးနိုင်ပဲလေကြောင်းကနေအများစီတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ပါတယ်။ရှမ်းမြောက်လာရှိုးဒေသမှာကြော့ပြန်တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။ MNDA နဲ့ SFPB တို့မြေပြင်တိုက်ပွဲဖြစ်ပေါ်ခဲ့တာဖြစ်ပြီးကိုကန်တာဘက်က၈ရောက်တည်ဆုံခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ကိုကန်တာအထိကိမရှိဘူးလို့စုံစမ်းသိရှိရပါတယ်။ဇမန်လေးနေကင်းမှာဟန်နာကြီးအောင်စုနားလိုက်ရာအထွက်မှာ SFPB စစ်ကြောင်းကို MNDA ကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ညနေပိုင်းမှာတော့တိုက်ပွဲအခြေအနေငြိမ်သက်သွားပြီဖြစ်ပေမဲ့နှစ်ဖက်အင်အားဖြည့်တင်းမှုတွေပြုလုပ်နေစေဖြစ်ပါတယ်။ အဆိုပါထိပ်တွေ့ဖြစ်စဉ်ကြောင့်နာလိုင်ဟန်နာဖွန့်လိတ်ကောင်းကောကြေးရွာဒေသခံတွေဟာတိုက်ပွဲဖြစ်ပွားနေချိန်တွင်ဆက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။တစ်ဆယ်နှစ်ဆက်ကုန်ဆစ်စင်မစတင်မီကစိန်ကျော့ဆောင်ကျဲဟန်နာပန်ညုနားမခေါ်ဒေသတွေဟာ SSPP ကျက်စားကျင်လျာအမာခံနေမြေတွေဖြစ်ပြီးကိုကန့်တပ်တွေဝင်ရောက်လာရာကနေထိပ်တွေ့ဖြစ်စဉ်မှာတစ်ဆင့်ယခုလိုရင်ဆိုင်တိုက်ပွဲတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပြီးစောင့်ကြည့်ရမှာလို့ဆိုရမှာဖြစ်ပါတယ်။စကိုင်းတိုင်း ရှင်းပါပဲခရင်ပလဲမျိုးနဲ့ကန်တော့နေပြီရဲစခန်းကိုယနေ့မနေ့အစောပိုင်းမှာကာကွယ်ရေးတပ်ဖွဲ့တွေစီးနင်းတိုက်ခိုက်နေတာရှိပါတယ်ကန်တော့ဖုံးကြောင်းတွင်မှာယာယီချေကုပ်ယူလာပြီးရဲစခန်းကိုစစ်မျက်နှာစာသုံးခုထက်မနေ့ခွဲပြီးတိုက်စစ်ဆင်နေတာဖြစ်ပါတယ် RPG တုံးသည်ညပြားစွာသုံးပြီးတိုက်ခိုက်နေတာဖြစ်ပါတယ် RPG လိုဓာတ်ရိုက်ပစ်လက်နက်နဲ့ပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အနေအထားဆိုတော့ကုလရွှေတို့တေချာပေါက်အထိနာစေပြီးဖြစ်ပါတယ် တာဝဲအင်အားစုတွေဘက်ကဆက်စားဂရုံးတွေကိုပါတုံ့ပြန်တိုက်ပွဲဝင်နေတာဆိုတော့ပွဲပြီးသွားပြီဆိုပါလင်းရုပ်တံမှတ်တမ်းတွေထုတ်ပြန်လာနိုင်ပြီရှိပါတယ်။နေပြီးတော့ဗရတ်ဆောင်ရှင်းဆိုင်အမှတ်6ဆောင်ချင်းပြန်တိုင်းရဲ့အတွက်မှာဒူတိုင်မူတိုင်းစစ်ဦးစီးချုပ်နဲ့ဂျူအာမိုးတွေပါရရှိအခြေပြုနေတာဖြစ်ပါတယ်။အမှတ်65ချင်းပြန်တိုင်းရဲ့အင်အား60ကိုစစ်ကြောင်း3ကြောင်းခွဲပြီးအထက်ပေါင်းလုံးတဝိုက်နှုတ်ရှားစေခိုင်းနေတာဖြစ်ပါတယ်။အမှတ်65ချင်းပြန်တိုင်းကတော့ဝဲကြိုက်နေပြီဖြစ်ပါတယ်။ စစ်ကြောမှုတွေကို GPS ထည့်ပေးလိုက်ပြီးတက်တည်နေလို့မရအောင်ကြီးရှုနေတာဖြစ်ပါတယ်။စစ်ကြောမှုတွေကိုင်းတဲ့ MH လက်ကင်စကားပြောချက်ထက်မှတက်ဆင်ထားတယ်လို့သိရှိရပါတယ်။ဒါကြောင့်ကာကွယ်ရေးအင်အားစုတွေအဆိုပါဆက်တွေရရှိထားတဲ့ဆိုရင်နားလည်သူတွေနဲ့တရားစစ်ဆေးစေလိုပါတယ်။နေပြည်တော်လက်အောက်ခံတိုင်းရင်းမှုတွေကလည်းထင်ရှားလုပ်တဲ့အခြေရှိတာဆိုတော့ပိုပြီးအကြက်ခံရတဲ့သဘောဖြစ်ပါတယ်။2023ခုနှစ်တုန်းကပြည်မလားအခြေစိုက်အမှတ်411ချင်းပြန်တိုင်းရင်း ကရရသုံးနယ်မြေထဲမှာနေ့စဉ်ရက်ဆက်အမောင်းခံနေရတော့တိုင်ရဲမှုလို့သူဟာဆက်သွယ်ရေးဇက်တွေလက်ကင်ဖုံးတွေအကုန်ပိတ်ခိုင်းပြီးသုံးရက်တီတီနေပြစ်လိုက်တာစစ်ရုံးချုပ်ကစစ်ကြောင်းကြောင်းလုံးကာဝေးအင်အားစုတွေလက်ထက်ရောက်သွားတဲ့အဖြစ်ပြီးရဲအင်အင်းနဲ့ပတ်စာခဲ့ရတဲ့အထိဖြစ်သွားရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်စိတ်ဖူးတော်ရှင်ဆိုင်အမတ်၆ဟာလေးချင်းမြန်တိုင်ရဲတွင်မှာလဲမိဖြူဟာတခုအခြေပြုထားတာရှိပြီးကရရသုံးနယ်ကရင်ရဲစက်ကလှုပ်ရှားစစ်ကြောင်းတွေအတွက်တနစ်စာရိတ်ခါစုပုံထားပြီးဖြစ်ပါတယ် နေပြီးတော့ဒုတိုင်းမှုလို့သူကတော့နောက်တန်းမှာရုံပြန်တက်ရှင်ပေမဲ့အခွင့်မပြုဘူးဖြစ်ပါတယ်။အမတ်ချောင်းချောင်းတိုင်းနေမှာဂျမရီတက်ဆင်ထားပြီးစေယုံချုပ်ကနေလည်းမကြာခဏကင်းထောက် drone တွေစေလွတ်ပေးတာကိုတွေ့ရပါတယ်။အမတ်ချောင်းချင်းမြန်တိုင်းအမတ်606ချင်းမြန်တိုင်းဟာဆိုင်ငယ်နဲ့ဈေးလာရောင်းပေးမှစားရတာဖြစ်တဲ့အတွက်ဒုတိုင်းမှုနဲ့အဖွဲ့ဦးမဆိုတော်ဦးဖြစ်ပါတယ်။အမတ်65ချင်းလင်တိုင်းက လူရမှုဦးစီးရဲ့အင်အား15ရောက်စစ်ကြောင်းကတော့ရောင်မင်ကုန်းရွာနဲ့အလံဝေးတဲ့အမြင့်ဆုံးတောင်ကုန်းတစ်ခုမှာလက်ရှိအခြေပြုနေတာဖြစ်ပါတယ်။အဆိုပါနေရာဟာအလုံးခေါင်းတဲ့ရက်ဖြစ်ကဆိုင်ငယ်လန်းကစီပီကားလမ်းမရှိဘူးဖြစ်ပါတယ်။နေပြည်တော်စီယုံကျုပ်စစ်ကောင်းဆောင်မင်းအောင်လှိုင်အိမ်မှာပွဲတွေကြီးပြင်နေတယ်လို့သိရပါတယ်။ကာဝေးအင်အားစုတွေရဲ့ခေါင်းဆောင်ဓာတ်ပုံတွေကိုသူ့အိမ်မှာအစီအရင်နေနဲ့ပြုလုပ်နေပါကြောင်းသိရှိရပါတယ်။သူ့အိမ်ကဓာတ်ပုံတွေမှာ ဘသူတွေထိတ်ဆုံးတာပါမလဲဆိုတာသိနေပေမဲ့စူးစမ်းဖို့မစွမ်းသာဘူးဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်